ကောင်းဆိုးလောကဓာတ်ကြံ့ကြံ့ခံလျက်လောကရဲ့မှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရသလိုအဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိသလိုပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြောက်ကြရတဲ့အတိုင်းလောကဓာတ်ဆိုတာ ။ယောက်များစွာရှိနိုင်တော်လဲဒီနေရာမှာအဓိကလောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးယောက်များရတယ်။အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူး။ဟောဒီကနေ့တစ်ကဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ် လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစမပြေလို့မရတဲ့အခါရှိအစင်ပြေနေလို့ရတဲ့အခါလည်းရှိအဲ့ဒါဟာလောကရဲ့သဘာဝပဲလူတွေရဲ့စိတ်ဓာတ်ဟာ လောကရဲ့သဘာဝနဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ရိမ့်ရိုင်ပြီးတော့သွားရတယ်အဲ့ဒါမကြန့်ခိုင်လို့ရိမ့်ရိုင်တာလောကရန်ကိုဥပမာပေးတယ်မုံတိုင်းနဲ့ဥပမာပေးတယ်ဒါမို့လောကရန်မုံတိုင်းလို့ပြောကြတယ်စဉ်းစားကြည့်လေတနာယီပိုင်90ပိုင်60ပိုင်120တိုက်တဲ့မုံတိုင်းနေဖြစ်ပေါ်လာတယ် ဖြစ်ပေါ်လာတဲ့အခါကျတော့ကြံ့ခိုင်မှုအာနေတဲ့တပင်တွေအမြင့်ပါထောင်လဲသွားတိုးတော့အဲ့ဒီမုံတိုင်းတံမျိုးဘလောက်ပဲတိုက်တိုက်လဲပြုံမသွားတာကတော့တောင်ကြီးတွေပဲ အဲ့တော့ပြင်းထန်တဲ့မုံတိုင်းရှိရသန်းနဲ့တစ်ပင်ကဘာလို့လဲပြီးတော့တောင်ကြီးတွေကြတော့ဘာလို့မလဲတယ်လဲလို့ဆိုရင်ကြန့်ခိုင်မှုမတူတာပဲဒါထို့တူပဲလောကမှာလူရည်လူဖြစ်လာတဲ့ပုံကိုယ်တွေလောကရံနဲ့ဂျုံတွေ့လာတဲ့အခါတချို့ကဘုံဘုံလဲသွားတယ်စိတ်ဓာတ်အနေထားတွေပြက်ပြားသွားတယ်တချို့ကစိတ်ဓာတ်အနေထားမပြက်ပြားပဲနဲ့ ရင့်ကျက်မှုတွေပို့ပြီးတော့ရလာတယ်။တောင်ကြီးလို့ခိုင်မာတယ်။တချို့ပုဂ္ဂိုလ်တွေကတစ်ပင်လို့ရင်းရိုင်နေတယ်။လောကရန်ချင်းတုံကြုံတွေ့တာချင်းတူတူပဲလောကရန်မုံတိုင်းရဲ့အတိုက်ခံရတာချင်းတူတူပဲ။သို့တော့အတွင်းအစ္စတစိတ်ဆွမ်းအားအတိညာဆွမ်းအားနေပြီဆိုလို့ရှိရင်ရင်းရိုင်ပြီးတော့ နေရတဲ့တစ်ပင်သို့မဟုတ်အမြစ်ပါကျွတ်ထွက်ပြီးတော့လဲသွားတဲ့တစ်ပင်သို့မဟုတ်အကိုင်းတွေပါတွေကျုပ်ပဲ့သွားတဲ့တစ်ပင်လိုပဲလောကရန်ကမုံတိုင်းရဲ့ဌံကိုခံလိုက်ရတဲ့အခါမှာမလှမပဖြစ်သွားကြရအေးတောင်ကြီးတွေကြတော့တဇက်ကမလှုပ်ရှားမှုမပြုတ်ပဲနဲ့ ်မုံတိုင်းတွေဘလောက်ပြင်းထန်ပြင်းထန်တောင်ကြီးတွေကကြန့်ခိုင်းနေကြတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်ဓာတ်တွေတောင်ကြီးလို့ခိုင်မအောင်ကျင့်ဖို့လို့လေ့ကျင့်ပြီးတော့ယူရမယ်လို့ဒါပြောတာเนาะသူ့ဘာသူအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးလောကဓာတ်ဆိုတာလေ့ကျင့်တွေ့ကြုံလာပြီဆိုလို့ရှိရင်မုံတိုင်းတောင်ကိုခံနိုင်အောင်စိတ်ဓာတ်ရဲ့ကြန့်ခိုင်မှုဆိုတာလေ့ကျင့်ပြရတယ် ုံတိုင်းရဲ့ထံလောကဓာတ်ရဲ့သဘာဝကိုတုံလုတ်တယ်ဆိုတာဘာပြောတာအေးစီးပွားရေးဖြစ်ထွန်းလို့ငွေကြေးတနာမြောင်များစွာရပြီဆိုရင်အစဉ်ပြေးတာလူတွေရဲ့စိတ်ဟာဘာဖြစ်လာဘဝင်မြင့်လာကိုယ့်ကိုယ်ဘဝင်မြင့်လာဘဝင်မြင့်လာပြီးတော့ ုံးတယ်ဖြုံးတယ်မော်တယ်ကြွားတယ်အောက်ခြေလွတ်လာတယ်အဲ့ဒါလောကဓာတ်မခံနိုင်တာပဲသို့တော့လူတို့အများစုကအောင်မြင်ကြီးပွားနေရင်လောကဓာတ်လို့မထင်ဘူးအောင်မြင်ကြီးပွားနေတဲ့အခါမှာကောင်းစားနေတယ်လို့ပဲထင်တယ်လောကဓာတ်လို့မထင်ဘူးစိတ်တန်ခံမှုမရှိတဲ့ပုဂ္ဂိုလ်ကအောင်မြင်လာပြီဆိုလို့ရှိရင်လက်မထောင်လာစိတ်သက်တွေဒါအတက်ကြွလာ လက်မတွေထောင်းလာတယ်မောလာတယ်ကြွားလာတယ်ဓာမျိုးတွေလှုပ်လာအဲ့ဒီလိုလှုပ်လာတဲ့အတွက်ကြောင့်စိတ်တချမ်းခံမှုအားနေတဲ့အတွက်ကြောင့်မဖြစ်တုံဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာအောင်မြင်မှုမရတော့ဘူးဆိုတဲ့အလာဘလောကရံနဲ့ခြုံလိုက်ပြီဆိုရင်စိတ်တက်ပြီတခါတည်းကျ depression တွေဝင်လို့ကိုယ့်ကိုယ်ကို suicide လုပ်သွားကြတာပြီအများကြီးပဲ ဒီကနေ့ခဲ့မှာနော်မြန်မာနိုင်ငံမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာကြရငယ်စဉ်တောင်ကြီးကလေးဘဝကလေးကအေးပစ္စည်းသင်္ခါရလူသင်္ခါရပဲဆိုတဲ့အတွေးကလေးတွေဓမ္မအမြင်ကလေးတွေနဲ့လောကဓာတ်ကိုစัญญံခံထားနိုင်သေးတယ်စိုးစိုးဝါးဝါးကြီးကြည့်အောင်ဖြစ်မသွားဘူး တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဆုဆုဝါးဝါးကြီးဖြစ်သွားတချို့ပုဂ္ဂိုလ်တွေကဘဝကိုအဆုံးစီရင်ပြီးတော့မလှမပဖြစ်သွားကြလောကမှာမခံနိုင်ဘူးဆိုလို့ရှိရင်ကြီးပွားလို့ရှိရင်လည်းပျက်စီးတာပဲဆုံးယုံလို့ရှိရင်လည်းပျက်စီးတာပဲဘဝကမလှမပဖြစ်ဘာကြောင့်လို့ဆိုစိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းလို့ပဲအဲ့ဒီနေရာမှာစိတ်ဓာတ်ကြံ့ခိုင်အောင်မြတ်စွာဘုရားကဘလို့ဩဝါဒပေးထားလဲဆုံးမထားလဲ ဘုရားဘာသာဝင်သူတော်စင်နေဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါမယ်လို့အမခံထားတဲ့ပုံကိုယ်တွေပဲဘုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုထားတာကိုကဘုရားကိုကိုးကွယ်ရလို့အတိမပြုပါတယ်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတာဘာအတွက်ကိုးကွယ်တာလဲလို့သေချာကြည့်မယ်စီပွားတိုးတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးဘုရားကိုးကွယ်တာများသောအားဖြင့်တချို့ကစီပွားတိုးတက်ခြင်းလို့ကိုးကွယ်တာ ဲ့ဒီလိုဇီဝတ်တုတ်တဲ့ခြင်းလို့ကိုးကွယ်တာဟာသိပြီးတော့အစစ်မမြင်မိယိုးခလာကိုးကွယ်တာမျိုးလည်းမဟုတ်เสียရဘူးဇီဝတ်တုတ်တဲ့ခြင်းလို့ကိုးကွယ်တာမျိုးလည်းမဟုတ်เสียရဘူးအနှစ်သာရအားဖြင့်ကိုးကွယ်ရမယ်ဆိုလို့ရှိရင်လောကရဲ့သဘာဝအမှန်တရားကိုသိဖို့အတွက်ကိုးကွယ်တာဘဝခရီးကိုရှောင်လန်းတဲ့အခါမြတ်စွာဘုရားတရားအတိုင်း ဖះဟောပြောဆုံးမတဲ့လမ်းအတိုင်းလျှောက်ပါမယ်မြတ်စွာဘုရားကိုလမ်းညွန်ချက်အတိုင်းယုံကြည်တယ်မျက်နှိုးတယ်ဆိုတော့စိတ်ထနဲ့ကိုးကွယ်အဲ့ဒီလိုကိုးကွယ်မှဖះဟိုကိုးကွယ်တယ်ဆိုတော့အတိတ်ကပို့ပြီးတော့ထည့်ရအောင်အေးမြတ်စွာဘုရားကဟောတယ်လို့ လာဘတို့အလာဘတို့လို့ဆိုတဲ့ပစ္စည်းဥစ္စာရမည်မှုအောင်မြင်မှုရရှိမှုအောင်မြင်မှုမရရှိမှုဆိုတဲ့အကောင်းအဆိုးလောကနဲ့မျိုးနဲ့ဂျုံတွေ့တဲ့အခါမှာမြတ်စွာဘုရားကဘာအမင်းရှိတုံးဘာဆုံးမဩဝါဒပေးတုံးလို့ဆိုလို့ရှိရင်လာဘနဲ့တွေ့ရင်လည်းပဲမောက်မှာတက်ကြွခြင်းမဖြစ်စေနဲ့တဲ့ အလဘဆိုတဲ့အဆိုးလောကရံနဲ့တွေ့တဲ့အခါမှာလည်းပဲစိတ်ထက်မကြနဲ့စိတ်ဓာတ်တွေတုံလုံးမှုမဖြစ်နဲ့ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်အေးအောင်မြင်မှုရတာဆိုတာလေထာဝရမဟုတ်ဘူးအောင်မြင်မှုမရဘူးဆိုတာလေထာဝရမဟုတ်ဘူး လောကကြီးမှာဘယ်အရာမှတည်မြဲတာ မဟုတ်ဘူးဆိုတဲ့အတွေးလေးကအခြေခံပြီးတဲ့အခါမှာကိုယ်စိတ်ဓာတ်ကိုရင့်ကျက်အောင်ကြိုးစားယူပါအဲ့ဒီအတွေးလေးကတာမန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှမထူးဆန်းမှုလို့အောင်းမိတို့ဆိုအဲ့ဒီအတွေးနဲ့တွေးလိုက်လို့ရှိရင်ဆိုးဆိုးဝါးဝါးဖြစ်မသွားတာသိကြလက်ဆော့ဘုရားကိုယ်တိုင်ကလာဘဆိုတဲ့လောကရန်ကြောင့်လည်းစိတ်ဓာတ်တက်မသွားဘူး ိတ်အားတက်တယ်ရောမောက်မှမှုတွေအောက်ခြေလွတ်သွားတာတွေမဖြစ်ဘူး။ဘာဖြစ်လို့တော့သူကတွေးတယ်။အေးရတာဆိုတာလေအဆင်ပြေနေတယ်တခဏပဲရတာ။အဆင်မပြေတဲ့အခါရှိအောင်မှာပဲလို့ကြိုတင်ထား။အဆင်မပြေတဲ့အခါမှာလည်းအေးအဆင်မပြေတဲ့အခါရှိတယ်။အဆင်ပြေတဲ့အခါလည်းရှိအောင်မှာပဲဆိုရယ်ဟောဒီအတွေးလေးကစိတ်ကိုတက်တာရရစေတယ်ဟုတ်။အဲ့လိုစိတ်ကို ြင်းငိမ်အောင်ဒီလိုမှန်ကန်တဲ့အတွေးနဲ့ဒါယောနိသောမနတိကာရလို့ခေါ်တယ် wise attention ပေါ့မှန်ကန်တဲ့အတွေးကလေးနဲ့မထိန်မှုဆိုလို့ရှိရင်စိတ်ဓာတ်တွေဟာတည်ငိမ်မှုမရတော့ဘူးမရသေးတဲ့အတွက်ကြောင့်အကောင်းလောကရံနဲ့တွေးပြီးဆိုလို့ရှိရင်စိတ်ဓာတ်တွေ တက်ပြီးတော့အောက်ခြေတွေလွတ်တယ်မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်စိတ်ဓာတ်တွေနှိမ့်ကြပြီး depression ဖြစ်တယ်နောက်ဆုံးမှကိုယ့်ကိုယ်ဆုံးစီရင်တာမျိုးတွေထိအောင်ဖြစ်သွားတယ်စိတ်တွေတအားဆင်းရဲပြီးဖြစ်သွားတတ်တယ်အဲ့ဒါမျိုးမဖြစ်အောင်မှန်ကန်တဲ့အတွေးလေးကိုတွေးပါမှန်ကန်တဲ့အတွေးဆိုတာအေးဘယ်အရာမှတည်မြဲတာ မဟုတ်ဘူးဒါလောကမှာလူတိုင်းကြုံတွေ့ရတဲ့သဘာဝပဲဆိုတဲ့အတွေးကိုများများတွေးထားပါ ထို့တူပဲယတအာယတအချမ်းရံရှိတဲ့အခါရှိတယ်အာယတအချမ်းရံမရှိတဲ့အခါရှိအချမ်းရံရှိလာပြီဆိုလို့ရှိရင်လည်းလူတွေဟာနောက်လိုက်နောက်ပါတွေနဲ့အချမ်းရံတွေအကျော်စောတွေများလာလို့ရှိရင်ဘဝင်မြင့်ပြီးအောက်ချိန်လွတ်သွားအချမ်းရံမရှိဘူးတကူကြီးဆိုတဲ့အခါကျတော့လုံးလီဖြစ်ပြီးတော့စိတ်ဓာတ်တွေကျပြန်တယ်ဟောတာစိတ်ဓာတ်ရဲ့တည်ငြိမ်မှုမရဘူး ကိုကိုကိုဆင်ញင်စဉ်းစားထားအချမ်းရန်ရှိတယ်ဆိုတာလည်းအဓိကမဟုတ်ဘူးမရှိဘူးဆိုတာလည်းအဓိကမဟုတ်ဘူးဘယ်အရာမှမမြဲဘူးကိုယ်စိတ်လေးဖြူစင်ပြီးတည်ငြိမ်မှုကအဓိကကြတယ်လို့ဆိုပြီးတော့စိတ်ဓာတ်လေးကိုဖြူစင်အောင်ကြိုးစားအထုမှန်ကန်တဲ့အတွေ့နဲ့တွေးပြီးတော့ခုခံကာကွယ်ထားထို့တူပဲနေတာပတန်တာလောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာ ကဲ့ရဲ့ခံရတဲ့အခါရှိတယ်လို့ချီးမွမ်းခံရတဲ့အခါလည်းရှိတယ်လူတွေကကဲ့ရဲ့ခံရရင်စိတ်ဆိုးတယ်ချီးမွမ်းခံရလို့ရှိရင်တော့ခြေနဲ့တင်ဝမ်းသာရှင်ပြအဲ့ဒါဟာစိတ်ကြရဲ့မတည်ငြိမ်မှုပဲလောကရန်မုံတိုင်းတာမခံနိုင်လို့လှုပ်ရှားရင်းရင်ရင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့တော့ချီးမွမ်းခံရရင်လည်းဘာလို့อ่ะဟုတ်တယ်သူပြောတဲ့အတိုင်း ငါမှတကယ်ချီးမွားတတ်တာရှိ appreciate ပေါ့အတိမပြုကဲရဲ့ခံရလို့ရှင်လေအေးဒီကောင်ကမလားလို့ဆိုစိတ်မဆုံးအေးငါကဲရဲ့တိုက်တဲ့ဟာရှိတယ်လို့ appreciate သဘောပေါက်နားလေအဲ့ဒီနည်းနဲ့ခုကမြတ်စွာဘုရားကဗြဟ္မာစာလတုံမှာသုံးမဩဝါဒပေးထားတာရှိတယ်ယဟန်တွေမှတ်သားစရာကောင်းတယ်ဒုတိယကကိုယ့်ကိုလာပြီးကဲရဲ့ပြီး ပြစ်တယ်မီလို့လာပြောလို့ရှိရင်မြတ်စွာဘုရားကစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့ခက်စိတ်လေးကိုပြင်လိုက်အောင်မယ်စိတ်လေးကိုပြင်လိုက်အောင်မယ်သူပြောတဲ့လေးကိုအတိမတ်မပြုတ်ဘူးလေအတိမတ်မပြုတ်လက်မခံပဲနေတာ မြတ်စွာဘုရားကတစုံတစ်ယောက်ကလာပြီးတော့ဆဲတယ်ဆိုလို့ရှင်ပုံနာကြီးတစ်ယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်ပုံနာကြီးတစ်ယောက်ကဘုရားကိုဆဲတယ်ဆဲတယ်မှရိုင်းရိုင်းပြပြဆဲတာမျက်နှာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာမြတ်စွာဘုရားကလက်မခံဘူးဒီတိုင်းပဲနေတယ်အသာလေးတုံ့ပြန်မှုမပြုဘူးဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ် မင်းအိမ်မှာမိတ်ဆွေတင်ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးဧမခံဘူးလားလို့ဆိုဧခံတယ်အဲ့ဒီမုံပဲသေးစားတွေကိုဧည့်သည်ကစားမသွားရင်ဘသူဟာလဲလို့ဆိုဒါဧခံတဲ့လူအိမ်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းမင်းကငါ့ကိုဆဲရည်ချင်းဖြစ်ဧခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရည်တာမှန်တယ်ဗျမင်းဟာဒီပဲငါလက်မဆန်ဘူး ဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင်လက်ခံရရောက်တယ်သူဟာကိုအတိမတ်ပြုတ်လိုက်ရရောက်တယ်ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲပဲနေမှသူကအတိမတ်မပြုတ်ရရောက်တယ်ကိုယ်စီမရောက်တာဘူးအတန်ရောက်တာပဲရှိတယ်ကိုယ်စိတ်ကိုလှုပ်ရှားအောင်လုပ်နေမုံတိုင်းကြီးဘလောက်ပြင်းပြင်းတောင်ကြီးတွေမလှုပ်သလိုပဲတစ်ပိုင်လိုရိမ့်ထိုးပြီးတော့မသွားဘူးကြန့်ခိုင်တဲ့စိတ်က အဲ့ဒီဇမဇ္ဇလသုံးပါမြတ်စွာဘုရားကဘယ်လိုဟောထားလဲအေးကိုယ်ကလာကဲ့ရလို့ရှင်စိတ်မဆိုးနဲ့ဘာဖြစ်လို့စိတ်မဆိုးနဲ့ပြောရင်စိတ်ဆိုးနေရင်တုတ်တက်မှုအန္တရာယ်ဟာမင်းမှာပဲဖြစ်တယ်တုတ်တက်မှုအတွက်အနောက်ရှက်ဖြစ်သွားလိမ့်မယ်ဒါတွေမကဘူးစိတ်ဆိုးတဲ့ပုဂ္ဂိုလ်တယောက်ဟာအတိညာမှာတုံးသွားတယ် တဖက်သားပြောတဲ့စကားအကောင်းဆိုးအကြောင်းကျိုးဆိုတာ तू မစဉ်းစားနိုင်တော့ဘူးစိတ်ဆိုးတာနော်စိတ်ဆိုးလိုက်တာနဲ့တပြိုင်တည်း तू အကောင်းဆိုးအကြောင်းကျိုးနားမလဲဒီကလေးကကိုကနစ်နာနေပြီအဆဲလဲခံရသေးတယ်အကဲ့ရဲ့လဲခံရသေးတယ်ကိုယ့်ရဲ့ရှင်တဲ့နှလုံးထဲမှာလှုပ်ရှားပြီးတော့အကောင်းဆိုးအကြောင်းကျိုးတိတတ်တဲ့အသိပညာလဲကိုယ်မှာမဖြစ်ဘူးဆိုကိုယ့်ရဲ့ဆုံးရှုံးမှုတွေဒီမှာပဲရှိနေပြီအဲ့ဒါကြောင့်မြတ်စွာဘုရားက တုံမန်ရေဝတ္တဒေနအန္တရာယောကဲရဲ့လို့စင်းပြန်ပြီးတော့စိတ်ဆိုးနေမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပဲတိုးတက်မှုရဲ့အန္တရာယ်ဖြစ်မယ်တိုးတက်မှုရဲ့အန္တရာယ်ဖြစ်ယုံနေမကဘူးသူပြောတဲ့စကားရဲ့ကောင်းလားအဆိုးလားဆိုတာမခွဲခြားနိုင်တော့ဘူးဒေါသဖြစ်နေသည့်အတွက်ကြောင့်ဒေါသစိတ်မွန်းနေသည့်အတွက်ကြောင့်အကောင်းဆုံးခွဲခြားနိုင်ဘူးလေအဲ့ဒီကလေးကမှန်မှန်ယွင်ယွင်လှုပ်တော့မယ်ဆိုတဲ့အသေးပဲရတယ် နော်အဲ့တော့မြတ်စွာဘုရားကဒါဖြင့်ငုံခံနေရမလားကဲရလာလို့ရှင်ကဲရလာတဲ့စကားကိုငုံခံရမလားလို့ဆိုမဟုတ်ဘူးတဲ့မြတ်စွာဘုရားတုံ့ပြန်မှုတော့ပေးရမယ် respond လို့ကငုံခံနေဖို့မပြောကဲရလာမယ်ဆွဆွဲလာမယ်ဆိုလို့ရှင်မဟုတ်ဘူးဆိုတာကိုပြန်ပြောရပြန်လေခြေပပြောဆိုရအောင်သို့တော့ ရှင်တဲ့ကဒေါသနဲ့ပြန်မလုံနဲ့ဒေါသနဲ့ပြန်လို့ရင်သူ့ဟာကိုအတိမတ်ပြုတ်အရောက်သွားတယ်။ပြန်ပြီးတော့တုံ့ပြန်ဖြေရှင်းပါတဲ့။ဒါမမှန်ဘူးဒါမဟုတ်ဘူးဆိုတာကိုအကျိုးအကြောင်းနဲ့ပြန်တုံ့ပြန်။သို့တော့တစုံတစ်ယောက်ကဆဲလာပြီဆိုလို့ရှိရင်ကတော့သိခံလိုက်ပါလေအဲ့ဒါ။အဲ့ဒါကြတော့တုံ့ပြန်စရာမလိုဘူး။အဲ့တော့ခန္တီဆိုတဲ့သဘာဝတရားကိုလည်းကြည့်။လူအများစုကလက်ခံထားတဲ့ခန္တီဆိုတာက မုန်ခံနေတယ်သို့တော့စိတ်ထဲကမကျေနပ်ဘူးဆိုရင်ခန္တီမဟုတ်ဘူးအဲ့ဒါခန္တီဆိုတဲ့သဘောတရားဟာထိုပုဂ္ဂိုလ်တယောက်ယောက်ကဆဲလာတာကိုလုံးဝအတိမတ်မပြုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲကမူလစိတ်အခြေအနေပြက်ပြားမသွားအောင်ထိန်းနိုင်မှခန္တီခန္တီဆိုတဲ့စကားလုံးကိုဂရမ်မာရှုထောင့်ကပြောမယ်ဆိုရင်ခမှုတဟနေဆိုတဲ့ပုဂ္ဂလခမှုဆိုတာစွန့်ရည်တတိပဲ ဘယ်လိုစားရင်တတိတုံးလို့ဆိုလို့ရှိရင်ကိုယ်စိတ်ထက်ကလေးပင်ကိုယ်စိတ်ထက်ကလေးပြတ်မသွားအောင်ထိန်းနိုင်တဲ့စားရင်တတိပဲကြည့်လေတန်ငယ်ချင်းနှစ်ယောက်စကားပြောနေတယ်ရရဲ့မောမောနေကြတယ်ဒီပြင်လူတယောက်ကလာပြီးတော့သူတို့ဆဲလိုက်တယ်ဆိုရင်ဟာနှစ်ယောက်စလုံးထပြီးရှူးရှူးထိုင်နေဖြစ်သွားရင်ဒါသူတို့ပျော်ရွှင်နေတဲ့စိတ်ကိုသူတို့မထိန်းနိုင်တာပဲ နောက်ကဏ္ဍမုံတိုင်းဟိုကလာတိုက်ထားကိုသူတို့မထိနိုင်လို့ရိမ့်ရိုင်သွားတဲ့သဘောပဲเนาะအေးသူဘာပြောပြောဘလို့ပဲဆင်းဆင်းအပြုံးမပြက်ဘူးကိုယ့်ဟာကိုယ်ဆက်စကားပြောနေကြလို့ရှင်ခန္တီပဲအဲ့ဒါတော့အဲ့ဒီခန္တီဆိုတာတကယ်မြင့်မြတ်သူတို့ရဲ့ကျင့်စဉ်မှုပါရမီ၁၀ပါးထဲမှာတောင်ခန္တီပါရမီဆိုတာထည့်ထားတာเนาะခန္တီဟာနှုတ်နှဝအတွက်အကျိုးရှိတယ် ဒါကြောင့်မို့မြတ်စွာဘုရားကဆွဆွဲလာရင်တော့ဖြည့်ရှင်းမှာတဲ့ဆွဆွဲလာတာမဟုတ်ဘူးကဲ့ရဲ့လာတယ်ဆွဆွဲလာတယ်ဆိုရင်ဖြည့်ရှင်းလို့ရတယ်ဆဲရည်လာရင်တော့တုံ့ပြန်စရာမလိုဘူးတဲ့တိခံမှုနဲ့နေရမယ်လို့ဒီလိုဆိုတယ်ဒါမှန်ကန်တဲ့လမ်းကြောင်းတွေကိုပေးတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဒီလိုတိခံပြီးတော့နေတယ်တိခံလိုက်တဲ့ဖြင့်တစ်ဖက်သားဟာသူ့ဘာသူအလိုလိုဆေးမှုတွေရပ်တန့်ပြီးတော့သွားတယ် နောက်ဆုံးမှာစိတ်ဓာတ်တွေပါပြောင်းလဲသွားစေနိုင်တယ်တိခဏ်မှုရဲ့စွမ်းအား